ခုဆိုရင်တော့ပြိုင်ပွဲဝင်နှစ်ဦးစလုံးကလည်းစင်ပေါ်ကိုရောက်ရှိနေပါပြီပါပြီနှစ်ယောက်စလုံးလည်းရင်ခုန်နေကြလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့ OJ Championship DJ ပြိုင်ပွဲကြီးရဲ့နောက်တစ်ဆင့်ကိုတက်လန်းသွားမဲ့ပြိုင်ပွဲဝင်ကိုကြီးညာပေးသွားတော့မှာဖြစ်ပါတယ်အကြီးညာခင်မှာဒိုင်နေရဲ့ ဒီပြိုင်ပွဲနှစ်ဦးပေါ်မှာ comments လေးတွေအနေနဲ့ထပ်မံပြောပေးပါဦးခင်ဗျာဆိုတော့အရင်ဆုံးအမ်ဆက်ဆိုတော့အရင်ဆုံးစပြီးတော့ဒီစပွင့်ရတယ်ပေါ့နော်ဆိုတော့သူ့အမြင်နဲ့ရတယ်ဒါပြောရင်သူအမ်အားသာချက်ပြီးအားနည်းချက်ပြီးတော့ရှိရပါဘူးအမ်သူ့တော့ကျွန်တော်ပြောပြီးသွားပြီတဲ့ဒါမဲ့နောက်ထပ်ပြိုင်ပွဲဝင်တယောက်ရဲ့ရှေ့မှာလည်းဒါသူ့ရဲ့အားနည်းချက်တွေအနေနဲ့ဒါပြောရမယ်ကျွန်တော် highlight လုပ်ပြရမှာ အဲ့ဒီဟိုလာတချင်းနေရှုပ်ထွေးတာပေါ့ကြာပြောရင်အတန်နေရှုပ်တာပေါ့အဲ့လိုပြီးတော့မပေါ်လွင်တာပေါ့အဓိကသူအဲဟိုပေါ့ကြာကျင်နေ message ကိုမရောက်တာပေါ့ဆိုတော့အဲ့လိုမျိုးတွေဒါစစွားရှိပါတယ်အဲ့ပြီးရင် high risk ကကြတော့ high risk ကကြတော့ဒါဟိုစလစ်ဆိုးလောက်တော့ဟိုလိုမျိုးရှုပ်ထွေးနေရမျိုးတော့မဟုတ်ဘူးတိုးတော့သွားလို့မရှုပ်ထွေးရတဲ့အတွက်သွားလို့တချို့ပါဝင်ရမယ့်နေရာတွေမှာမပါဝင်နိုင်တဲ့တော့ကတိကကြလေးဖြစ်နေပါတော့ ဆိုတော့ switch တော့ကြာကြာကျွန်တော်ခုနစာနေတော့အဲ့လိုနေပြီးတုတ်လိုက်လို့မျိုးဖြစ်သွားတယ်ဆိုတော့သူကတော့ဟိုဘက်ကကြာတော့ quality ကကြာနေဖြစ်တယ်ဆိုတော့အဲ့လိုမျိုးလေးပေါ့အားသာပြန်နေတဲ့လေးရောအသိရှိကြတယ်ဆိုတော့ထပ်ပြောပြပေါ့အဓိကတော့ဟိုပါပဲခုနလည်းနေအောင်ရှင်းပြပြီးတဲ့အချိန်ကပေါ့နော်နေအောင်ချင်းစီကိုလည်းအခု comment တွေပေးခဲ့ကြတယ်နေအောင်လုံးကအားသာချက်ရှိသူအားနေချက်ရှိတယ်အဲဖလေဆိုရဲအာသာချက်ဆိုရင်လောက်ကတွေအများကြီးလောက်ပါတယ်အဲတော့ intro မှာအစအလုံးနာမည်နဲ့လောက်ပြသွားတာမျိုး เนาะ channel လေးလိုင်းလုံးကိုသူစတိုက်ဖွင့်ပြတာမျိုးဒါတွေကကောင်းတဲ့အချက်ပေါ့နော်အဲမားတဲ့အချက်လေးလည်းရှိပါတယ်ဘာဒီမားလဲဆိုတော့ခုနဒီအကူကတော့ဒီနေ့တော့ overall flex ကိုပြောစရာတော့တချင်းညှုပ်ထွေးနေရပဲ slider ကတော့၃ချောင်းစလုံးတော့တင်ထားတယ်ဒါပေမဲ့ဟိုဘာလို့ပြတင်လဲဘယ်တချင်းကိုဖွင့်ပြတင်တာလဲဘယ်လိုထက်ချင်တယ်လဲအဲ့ဒါမျိုးတွေကို PP တက်တာပေါ့နော်ရှင်းရှင်းလင်းလင်းမရှိခဲ့ဘူးဒါတွေကအမမရောသည့်တိုင်အောင်ဘယ်လိုမှပေးလို့လည်းမရအောင်အဲ့နေရာအဲ့လိုမျိုးဖြစ်နေရပါတော့ဟို channel ပြသွားတဲ့ skill လေးတွေကတော့ကျင့်နေဖို့ကောင်းပါတယ်နော်နောက်ပြီးတော့ high beat high beat ကကြတော့အခုဘယ်လိုကောင်းလဲသူကလည်းလုပ်ပြသွားတဲ့အခွက်တွေရှိတယ် chop တွေလုပ်ပြတယ်နော် hip hop နော်နောက်ဆုံးကျန်တဲ့6မိနစ်မှာဆိုလည်း hip hop ကိုလုပ်ပြတယ်တကယ်လို့အဲ6မိနစ်အတွင်းမှာလည်းအများကြီးလုပ်လို့ရတယ်ပေါ့နော်ဘာကွာွားလဲဆိုတော့အဓိကသူလည်း four channel လုံးတော့အသုံးပြုသွားတာပဲအဲ့ဒါလေးအခုအမှတ်ပေးလို့ရတယ်1 2 4၄ခုလုံးတုံးတယ်ဒါလေးအခုအမှတ်ပေးလို့ရတယ်အဖက်တွေတုံးတယ်လုပ်တွေတုံးတယ်ချော့တွေကစားတယ်နော် အများကြီးပါပဲလုတ်ကွက်လေးရတော့ဒါပေမဲ့တိကျက်လေးလုတ်ကွက်လေးပုံများရင်ပုံအမှန်ရပါလိမ့်မယ်เนาะဒါအားလုံးအောင်လို့အခုချုံငုံပြီးပြောပြတာပါအားကြီးပြောရရအောင်ဟောကိုမိုင်းနေနေတော့နေရာစလုံးပါတယ်ပြီးတော့ကျွန်တော်တို့အဲဒီ round ထိရောက်လာတယ်ရောက်လာပြီးတော့အတက်နိုင်ဆုံးဒီနေ့တိုင်ပွဲမှာအပေါင်းဆုံးနေပြင်ဆင်လာပြီးရေပေါ့နော်အချို့နေရာလေးမှာလည်းတယောက်နဲ့တယောက်ဟိုဟိုဘက်ကအာနယ်ရရှိလို့သူ့ဘက်ကလည်းအာနယ်ရရှိတယ်သူ့ဘက်ကတာတယ်လို့ဘက်ကလည်းတာတဲ့ပိုင်းကြီးရှိရပါတော့ဒါပေမဲ့ တိုင်ပွဲဆိုတဲ့အတိုင်းပဲအကိုတို့ jazz ၃ယောက်စလုံးကတော့ဟိုဘယ်လိုပဲပြောပြောမှားတယ်ဆိုတဲ့ဥစ္စာတွေကိုကလိုက်ကြည့်ပါတော့နော်။ဘာပုံမှားလဲပေါ့။နောက်ပြီးကိုကဟိုပို့ပြီးအမှတ်ပေးကြည့်။ဘာကိုပေးလို့ရမှာပေါ့။ကိုတို့ကဟိုအမှားလဲရှာတယ်အမှတ်လဲပေးဖို့ရှာတယ်ပေါ့။အဲ့ခါကျရင်ကိုတို့ကဘာဖြစ်လဲဆိုတော့ဒီတိုင်ပွဲဆိုတဲ့အတိုင်းပဲတချို့နေရာတွေမှာကျတော့ကိုတို့ scale ဘိုင်းပေါ့เนาะ technical scale လာဒါမှမဟုတ်အကိုတို့ဒီ music နဲ့ပတ်သက်ပြီးတော့ဘာပြမလို့ပေါ့เนาะအဲ့လိုမျိုးအကိုတို့ကအဲ့အမျိုးကြီးစောင့်ကြည့်ရပါတော့ပို့ပြီးဒါနောက်ပြီးတော့အချိန်ကလည်း15မိနစ်ဆိုတဲ့ဥစ္စာမှာဒါပြောမယ်ဆိုရင်တော့ဒါညီလေးတို့အနေနဲ့လည်းဒါအရင်15မိနစ်ဆိုတဲ့ဥစ္စာကိုစီရတဲ့ဥစ္စာတော်တော်ကောင်းခဲမှာပါဒါသဘောပေါက်တယ်ပို့နောက်ပြီးတော့ဟို practice လုပ်ဖို့အချိန်ကြီးရောဟိုမလောက်မငားတဲ့ဂျားတွေကဒါပေမဲ့အတတ်နိုင်ဆုံးလောက်လာပြီးတော့ပါဝင်ရှင်တန်ပြည့်ရအတွက်အားကြီးလက်ကျေးဇူးတင်ပါတယ်အကူကတော့ကိုအခုမှားခဲ့တဲ့အမားတွေနဲ့ ဒီဟိုအရှိယဒီတိုင်မဲဝင်ရဲ့ဟိုကောင်းတဲ့အာသာချက်တွေကိုယ်ရဲ့အားနည်းချက်တွေကိုပြန်မြုပ်ကွက်ကိုရှင်းကြည့်ပြီးတော့တကယ်လို့ကိုယ်မှာအခွင့်အရေးထက်ရှိခဲ့ဆိုရင်ဒီလိုမျိုးနောက်ထပ်ချန်ပီယံရှစ်တွေမှာထပ်ပြိုင်ဖို့အကူကတော့တိုက်တွန်းချင်ပါတယ်ဘသူပဲထွက်ခွာပါထွက်ခွာပါပေါ့နော်အဲကြောင့်လို့ကျေးဇူးပါဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့စီမှာလဲ reset ကရရှိနေပြီဆိုတော့ဒီ flip zone နဲ့ high beast တို့ရဲ့ reset လေးတွေကိုဒိုင်နေရကြီးညာပေးပါဦး ျွန်တော်ဒါ top 10 finalist အထိကိုဒါရောက်သွားတဲ့အတွက်ဒါဘယ်သူကပဲတက်တက်နှစ်ယောက်စလုံးဒါရန် congratulation လို့ပြောကြပါမယ်ကျွန်တော်ရန်တော်ကြပါတယ်ဆိုတော့နောက်တော့ကျွန်တော်ကျင်းပပေးပါမယ်တက်သွားမယ် Memorable Moments Grand Royal Signature ဆက်စောပဲဖြစ်ပါဗျာ Congratulations မာညီလေးဖလေးစော Congratulations မာညီလေးတော့လည်းစိတ်မကောင်းပါဘူး High Beast တော့လည်းကျွန်တော်ကိုယ်တိုင်လည်းဖလေးစောကနောက်တစ်ဆင့်မှာဘယ်သူနဲ့ထပ်တွေ့ပြီးရှင်ပြန်ရမလဲဆိုတော့တော်တော်လေးရင်ခုန်နေပါတယ်ညီလေးတော့လည်း Congratulations မာ ရှင်းဆက်ပြီးတော့ကျွန်တော်အခုလက်ရှိမှာတော့ကလပ်တွေမှာလုပ်ရတာပဲเนาะကလပ်မှာလုပ်လုပ်ပြီးအဲကလပ်ကလပ်နဲ့ဆင်းကျွန်တော်ရဲ့တချင်းတော့ထုတ်ပြမယ်ပြီးတော့အရင်နောက်ထပ်ပတ်ဖို့မကောင်းဘူးမရအောင်လည်းပြမယ်ပေါ့ပြန်တော့ဆက်တက်သွားတဲ့အချိန်မှာတော့အဲ့လိုအရင်မပြိုင်ခင်တော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့လို skill ဆိုလို့ရှိရင်လည်းဒီဟိုနည်းနည်းပပပဲပေါ့နော်တမန်ကရှန်ကလောက်လေးပဲဟိုဖြစ်ကနေအခုချိန်မှာတော့ဟိုအရင်အထက်ပို့ပြီးတော့ဟိုထဲထဲဝင်ဝင်နဲ့လေးလာပြပြီးတော့ဒီကိုမတိသေးတဲ့အရာတွေရောအဲ့လို skill ဘိုင်းဆိုင်ရာရောအဲ့လိုအများကြီးအများကြီးပေါ့အဲ့လိုတိလာတော့ အဲ့တော်တော်လေးကိုပညာရေးရခဲ့ပါတယ်ဗျာနော်ဟုတ်ပညာရေးရောအဲ့လိုဟိုအတွေ့အကြုံတွေလည်းအများရခဲ့ပါတယ်ဟုတ်ဟုတ်ကျွန်တော်ကတော့အဲ့လိုဝန်ထမ်းဖြိုးစာတော့ဟိုဝန်ထမ်းဖြစ်အောင်တော့အကောင်းဆုံးကြိုးစားမှာပါဗျာနော်ဟုတ်ဟိုအဲ့တော့တော့အဲ့လိုကိုယ်ကတော့100%ယုံကြည်မှုရှိရှိနေပဲအဲ့လိုကြိုးစားရမှာပေါ့ဟုတ်ဟိုဟိုင်ဘီသူကလည်းအဲ့လိုတော်တော်မိုက်ခဲ့ပါတယ်အဲ့လိုသူပြိုင်နေရကြည့်နေရမှာဟာဟိုကိုကတော့ရင်းနေခုံနေရအောင်နော်ဟာတော်တော်မိုက်တော့အဲ့လိုဟာအဲ့လိုပြိုင်မဝင်ကောင်းတောင်းနေအဲ့လိုပြိုင်ခဲ့ရလို့လည်းအဲ့လိုဝမ်းသာပါတယ်လို့ဂုဏ်ယူပါတယ်လို့ဟုတ်ကဲ့ အော်ဟုတ်အဲ့လိုရွေးချယ်မခံနိုင်ရလို့လည်းအဲ့လိုစိတ်မကောင်းပါဘူးပေါ့နော်ဟုတ်ဟိုထပ်ပြီးတော့လည်းနောက်ထပ်လည်းအဲ့လိုအများကြီးကြမ်းလာအောင်ပါဟုတ်ကဲ့ပါအခုကျွန်တော်တို့ဒီနောက်လာမယ့်အပိုင်းမှာရောကြံရှိနေသေးတဲ့ဘယ်ပြိုင်ပွဲဝင်တွေကဘလိုမျိုးရှင်ပြိုင်သွားမှာလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာဒါကတော့ OG Championship DJ ပြိုင်ပွဲကြီးပါပဲခင်ဗျာ